။ကျွန်တော်အားလုံးပဲမင်္ဂလာပါ။ကဲမင်္ဂလာပါပရိသတ်ကြီးတို့ရေ။ကဲကင်လင်းလိုက်မှပြန်လဲကျေစုလိုက်ပါလေ။အားလုံးပဲမင်္ဂလာပါ။အားလုံးပဲမင်္ဂလာပါကင်လင်းလိုက်မှအားလုံးကိုပြန်လဲကျေစုလိုက်ပါလေ။ကျွန်တော်ကတော့ကင်လင်းဖြစ်ပါလေ။ကဲအားလုံးပဲလက်ရှုံးမလာကြဘူးကင်လင်းကဖိတ်ကောပါလိုက်ခင်ဗျ။ကဲအားလုံးပဲမင်္ဂလာပါနော်မနက်ကခင်းလင်းပြခဲ့တဲ့၃ပိုင်ပတိနဲ့ရားခိုင်တွေရှိတဲ့ဆိုရင် comment နဲ့ဝင်လာခဲ့ဖို့ခင်းလင်းကဖိတ်ကောင်းပါနဲ့ခင်ဗျ မနက်ကနော်အပိုင်းပဲနော်ခြာပေးခဲ့တယ်နော်ကဲမနက်ကခင်းနေပေးခဲ့တဲ့၃ပိုင်းပတိလေးနဲ့ဘဲဘဲဘဲစင်မေးကြလား၃ပိုင်းပတိနဲ့မနက်ကခင်းနေပေးခဲ့တဲ့၃ပိုင်းပတိနဲ့အားလုံးပဲစင်မေးကြလားနော်၃ပိုင်းပတိပေးခဲ့တယ်နော်ရိုင်းလူတွေကောမလေးရေးပေးပါအောင်နော်မနက်ကခင်းနေပေးခဲ့တဲ့၃ပိုင်းပတိနဲ့ရခဲ့လို့ရှိတယ်ဆိုကောမလေးနော်အားရှောင်ချင်တော့ပြောပြပါအောင်โอเคပါ အားလုံးပဲနော်ကဲအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါနော်ကဲအဲ့တော့ကင်းလေးပါနော်ဒီညနေအတွက်မိတ်ဆွေတို့ကိုကင်းလေးအခုပန်းလေးရွေးထားတယ်ပေါ့နော်ဖုန်းညာနေလာတယ်အောင်တော့တယ် တိုင်းရှင်းနေတဲ့ဖုန်းလိုင်းအောင်တော့တယ်အဲ့တော့အားလုံးပဲမင်္ဂလာပါနော်ကဲအဲ့တော့ဒီညနေတော့ခင်လေအပိုင်ပတိထက်ရထားပါပြီအပိုင်ပတိထက်ရထားပါပြီဒီတည်းမသိကျင်တဲ့လူတွေများနေပါဘောနော်အခုအပိုင်ပတိကျွန်တော်ခင်လေထက်ရထားပြန်ပါပြီနော်ကျွန်တော်ကင်းလေးအပိုင်ပတိထည့်ရပါထားပါပြီကျွန်တော်ကင်းလေးအပိုင်ပတိထည့်ရထားပါပြီအဲ့တော့ကင်းလေးရဲ့အပိုင်ပတိကိုသိဉဏ်လေးထက်ရှိကြသေးလား အဲ့တော့ဒီညမှာကျွန်တော်တခုပြောချင်တာကဒီညနေအတွက်တော့မိတ်ဆွေတွေကိုကျွန်တော်ပြောချင်တာကတော့ဒီညနေအတွက်ကျွန်တော်ကြိုက်နော်ကျွန်တော်ရွေးချယ်ထားတဲ့ဒီရှက်ကီးလို့ပြောမယ်ပေါ့နော်ဒီညနေအတွက်ကျွန်တော်ရွေးချယ်ထားတဲ့ရှက်ကီးလေးကတော့နဲ့ဆိုတဲ့ဟင်းရဲ့ခွန်ဆိုတဲ့ဟင်းရဲ့လေးဆိုတဲ့ဟင်းရဲ့ဖြစ်ပါတယ်နှစ်ခွန်လေးကီးပေါ့ဗျာနှစ်ခွန်လေးဆိုတဲ့ကီးအာဒီနှစ်ခွန်လေးကီးထဲမှာမှအားကောင်းဆုံးပေါ့နော်လာနိုင်ခြင်းအရှိဆုံးရှက်ပတ်သေးလေးကတော့ 4ရက်ခွန်ရင်ဖြစ်ပါလေခွန်ရင်4ရက်ပေါ့နော်အမှန်တိုင်းပြောရင်တော့တစ်လုံးနဲ့ပြဒီညနေအတွက်လာစရာပတိကတစ်လုံးနဲ့ရှိရယ်ခွန်ဖြစ်မလား၄ဖြစ်မလားပြတ်ကြကြီးတော့အဲ့နခုတွေကတော့တစ်ခုတော့လာလိမ့်မယ်အမှန်တိုင်းပြောရင်အဲ့ထက်တစ်လုံးနဲ့အဲ့ဒါကိုတော့ကျွန်တော်အခုဒီ live stream ရနေကျွန်တော်ရဲ့အဖုံးဝင်တွေကိုပြတ်သွားမှဖြစ်ပါလေမနေ့ကတော့ကျွန်တော်တစ်လုံးနဲ့အားလုံးကိုလက်ဆောင်ပေးခဲ့တယ်နော်ဒီညနေကတော့ Sunday တစ်ခုလောက်လိုက်မယ်ပေါ့နော်ခွန်လား၄လား တင်းတန်ကြီးတော့မလုပ်တင်နဲ့ကြိုက်တာရွေးပေါ့ဗျာအဲ့တော့ခွန်ရင်းနဲ့ပတ်တိုင်းတော့ကျွန်တော်တို့ကဘာလေးရှိမလဲဆိုတော့ခွန်9ရှိမယ်80ရှိမယ်83ရှိမယ်လင်းရင်းနဲ့ပတ်တိုင်းတော့ကျွန်တော်တို့ကဒီ65ရှိမယ်40ရှိမယ်43ရှိမယ်ဒါလေးကတော့အဓိကဒီညနေအတွက်မင်းဟင်း6ကွက်ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်အဲရံကွက်မှာတော့ကျွန်တော်တို့ကဘာရှိမလဲဆိုတော့25 20နှစ်သုံးဆိုပြီးရှိပါမယ်အားလုံးပေါင်းထိုးခွာတော့ဟင်းပွဲ၉ပဲအဲ့ဒီထဲမှာပါမင်းခဏကတော့၆ပွဲပေါ့နော် ဘာလဲဆိုတော့ကျွန်တော်တို့ကဒီခွန်က80ခွန်3ပြီးရင်တော့ကျွန်တော်တို့ကဒီ5543ဒါကတော့မင်းထိုးွက်6ွက်ရံွက်မှာတော့2920ရှိပါတယ်မြန်မြန်လေးပဲပြောပြလိုက်ပါနဲ့မနက်ကားလိုမျိုး3ပိုင်းပတိပေးခဲ့လို့မျိုးနော်ခွန်ပတိလား5ပတိလားတစ်လုံးနဲ့တည်ကျင်ပြီးတော့အောက်ဘောက်ဘာတည်ကျင်တယ်လို့တော့ကောင်းမှတည်ကျင်လို့ကတော့အမြန်ဆုံးလေးပါနော်ပညာကြီးလေးဝိတ်ကေပေးရှိအောင်လည်းလာယူလို့ရပါတယ်ကဲအားလုံးပဲ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာလောက်ပါပဲကျွန်တော်အဖွင့်ဝင်တွေကိုလည်းခဏပေးရအောင်ပါမို့လို့ဒါပဲနော်အားလုံးပဲအခုမှရှာတွေ့တာပါခင်ဗျာအနိကဆုံးလေးလာပြီးတော့အနိကဆုံးအပိုင်ဆုံးရိုက်ချမဲ့ရှင်ဟင်းပွဲဖြစ်ပါတယ်ဆက်ဝန်သားလူရှိလဲဆိုတော့3ညာကို6 3ခွန်6ခွန်6ခွန်6ခန်း6ကိုဆက်သွယ်ပြီးတော့အများဆုံးပညာကြီးပပလေးနဲ့လာလို့ရှိလို့ရပါတယ်ခင်ဗျာဒီညနေတော့ကျွန်တော်ရွေးချယ်တာ2ခွန်လေးကြီးအဲ့ဒီထဲမှာခွန်ရ4ရကျွန်တော်ကြိုက်တယ်ခွန်နဲ့ပတ်သက်ခွန်9 90ခွန်3လေးနဲ့ပတ်သက်တော့ လင်းငါ44တောင်းနောက်အရာမှာတော့နှင်းငါ22တောင်းဆိုပြီးရှိပါမှာခင်ဗျာအကျေစွတ်တင်ပါတယ်ခင်ဗျာ